မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရုရှားခေါင်းဆောင်ပူတင်နဲ့တွေ့ဆုံခဲ့ရမှုကအလွန်အောင်မြင်အကျိုးဖြစ်ထွန်းတယ်ဆိုပြီးတော့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်မှာကြာရိုက်ခဲ့တဲ့စိုးဝင်းနဲ့ဗိုလ်ချုပ်များကိုဝမ်းသာအားရနဲ့အတိပေးအကြောင်းကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၄ရက်နေ့ကရုရှားခေါင်းဆောင်ပူတင်နဲ့တွေ့ဆုံခဲ့ရမှုဟာ မျောလင့်ထားတာတဲ့ပုံမူပြီးတော့အောင်မြင်ကြောင်းရုရှားနဲ့မြန်မာတို့ကြားမှာပူးပေါင်းဆောင်ရွက်မှုများဟာ ပုံမှန်ပြီးတော့မြန်ဆန်နှွေးထွေးမှာဖြစ်ကြောင်းအခုခရီးစဉ်ရဲ့အောင်မြင်မှုအသီးအပွဲများကိုမကြာခင်မှာတွေ့မြင်ရတော့မှာဖြစ်ကြောင်းစသဖြင့်အကြံပတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်မှာကြံရိတ်ခဲ့တဲ့ဒုစစ်ခေါင်းဆောင်ဆိုးဝင်းနဲ့စစ်ဗိုလ်ချုပ်များကိုအသီးပေးအကြောင်းကြားလာတယ်လို့သိရပါတယ်။ပုံမှန်အားဖြင့်ရုရှားကိုတွားရောက်တဲ့ခရီးစဉ်များမှာမင်းအောင်လှိုင်ကနေပြည်တော်မှာကြံရိတ်နေတဲ့ဗိုလ်ချုပ်များကိုဆက်သွယ်လို့မရှိပဲနေပြည်တော်ကတင်ပြလာတဲ့အကြောင်းအရာများကိုသာနားထောင်လေ့ရှိတယ်လို့သိရပါတယ်။အခုအခါမှာတော့ပုံမှန်မဟုတ်ပဲမင်းအောင်လှိုင်ဟာအလုံးပျော်ရွှင်စွာနဲ့ခရီးစဉ်အောင်မြင်တယ်ဆို ပြီးတော့နေပြည်တော်မှာကြံရိတ်ခဲ့တဲ့စစ်ဗိုလ်ချုပ်များထံကိုအတိပေးအကြောင်းကြားလာခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမင်းအောင်လှိုင်ဟာပူတင်နဲ့တွေ့ဆုံပြီးတဲ့နောက် အလွန်စိတ်အားတက်ကြွပြီးတော့ပျော်ရွှင်မြူးတူးနေတယ်လို့သိရပါတယ်။၎င်းရဲ့လက်ထက်မှာရုရှားနဲ့အလွန်နီးကပ်သောဆက်ဆံရေးရရှိပြီးစီးပွားရေးနဲ့စစ်ရေးကူးတက်မှုများပုံမှန်ပြီးတော့တိုးမြင့်နိုင်တဲ့အပြင်နျူကလ িয়ার ဓာတ်ပေါင်းပုံကိုပိုင်ဆိုင်တော့မယ်ဆိုပြီးတော့ဂုံယူစွာနဲ့ပြောဆိုနေတယ်လို့သိရပါတယ်။မင်းအောင်နိုင်ဟာလက်တလောဘယ်လာရုစ်နိုင်ငံကိုရောက်ရှိနေပြီးတော့မတ်လ9ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ရာအောင်မြင်သောခရီးစဉ်အဖြစ်နဲ့မင်းအောင်နိုင်ကဂုံယူနေတဲ့အိမ်ပြန်ခရီးစဉ်မှာ ခန်းခန်းနာနာနဲ့ကြိုးဆိုကြရန်ပြင်ဆင်နေပြီဖြစ်တယ်လို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်ဘလူးမြို့နယ်မပြောတိုင်းချေးွာအနီးမှာစစ်ကောင်စီတပ်သား၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ9ရက်နေ့ကကမ်ဘလူးမြို့နယ်ရွှေဘုံမြေကြီးနားဘူဟာလမ်းပေါ်မှာရှိတဲ့မပြောတိုင်းရွာအနီးမှာကမ်ဘလူးခရိုင်အမှတ်၄တပ်ရင်းနဲ့ကမ်ဘလူးခရိုင်ပကဖပအဖပလဖ PDF ပူပေါင်းစစ်ကြောင်းများကနေမြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးစစ်ကြောင်းကနေပြီးတော့ထွက်ပြေးလာတဲ့သူတွေမဟုတ်ပါဘူး။နယ်မြေရှင်းလင်းရေးလုပ်နေတုန်းကဖမ်းဆီးရရှိခဲ့တာပါ။အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူးလို့ကမ်ဘလူခရိုင်အမှတ်လေးတပ်ရင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့ကစပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား300ခန့်နဲ့ကမ်ဘလူမြို့နယ်ဇီးကုန်းတကြားဆက်ကနေရွှေဘုံမြေကြီးနားလမ်းပေါ်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်သားများအပြားထိခိုက်ဒိဆုံးမှုရှိခဲ့တယ်လို့သိရပါဗျ။အထိနာနေတဲ့အကြမ်းဖက်စစ်သားများကဒေသနေပြည်သူများကိုတစားခံအဖြစ်နဲ့ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းနဲ့နေအိမ်များကိုမိရှုဖျက်ဆီးခြင်းတို့ကိုလုံဆောင်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူတွေတောင်းနဲ့ချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းပြည်မြို့နယ်မှာ AA နဲ့ PDF များထိုးစစ်ဆင်လာနိုင်တယ်ဆိုပြီးတော့ရဲစခန်း၊ကင်းစခန်းနဲ့စစ်တပ်ထိုင်းစခန်းများကိုဗန်ကာများ၊ဝချုံများ ကွန်ကရစ်ဘန်ကားများနဲ့လုံခြုံရေးတွေတိုးမြင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုမက်စလာဘိုင်းကစတင်ပြီးတော့ဘကူတိုင်းပြည်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများခရိုင်ထွေဦးယုံနယ် အမတ်တေရဲစခန်းတို့မှာဘန်ကာများဝေါ်ချုံများနဲ့ခံစစ်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။စစ်တပ်နဲ့ရဲများကရဲစခန်း၊ကင်းစခန်းအထိုင်စခန်းများအပါအဝင်တပ်ဆွဲထားတဲ့နေရာများအလုံးမှာဘန်ကာများဝေါ်ချုံများတပ်ဆင်ပြီးတော့ခံစစ်မြောင်းများတူးထားခြင်းဘုံကိုကျင်းများတိုးချဲ့ခြင်းအစရှိသဖြင့်ခံစစ်တွေပြင်ဆင်နေကြတယ်လို့သိရပါတယ်။ဒါအပြင်ပြူစောတိတင်နန်းဆင်းပြီးသားသူတွေကိုလည်း ်ခင်မိလက်နက်များကိုတပ်ဆင်ပေးမယ်ဆိုပြီးတော့အတိပေးလာတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ကပြည်မျိုးအဝင်ထွက်နေရာများကိုတင်းကျပ်စွာစစ်ဆေးမှုများလုံဆောင်လာနေပြီးတော့ညပိုင်းအချိန်တွေမှာမြို့ပေါ်ရပ်ကွက်များကိုအဲဆင်းစစ်ဆေးခြင်းများကို တိုးမြင့်လှုပ်ဆောင်လာတယ်လို့သိရပါတယ်။ကျင်းလက်စစ်ကြောင်းများကိုရခင်ကားထက်ပုံမှုပြီးတော့တိုးချဲ့လာပြီးစစ်ကောင်စီတပ်သားများကိုပုံစံမျိုးစုံနဲ့မြို့အနှံ့မှာနေရာချထားတယ်လို့သိရပါတယ်။ပြည်မြို့မှာစက်တပ်လေးထီးများပြန်တန်းလေးချင်မှုများကိုလည်းဇက်တိုက်ပြုတ်လုံနေကြတယ်လို့သိရပါတယ်။ပြည်မြို့နယ်အတွင်းအခုရက်ပိုင်းမှာမြို့အဝေထွက်နေရာများကိုအစစ်အစဲတွေတင်းကြပ်မှုတွေလှုပ်ဆောင်နေပါတယ်။ ခရိုင်ထွေဦးယုံနဲ့အမတ်တည်းရဲစခန်းတွေမှာဘန်ကားတွေဝချုံတွေပြုတ်လုပြီးတော့ခန်းစစ်တွေပြင်ဆင်နေတယ်။ညာဘက်မှာလည်းအဲစင်းစစ်တပ်တွေစက်တပ်လေထီးတွေပြန်တန်းတာတွေကိုဇက်တိုက်လုပ်နေပါတယ်။စစ်ခွေးတွေကြောက်လန့်နေတာမြို့ပေါ်မှာလည်းကင်းတွေကိုတောက်လျှောက်လှည့်နေပါတယ်။စစ်ခွေးနဲ့ရဲခွေးတွေကိုနေရာအနှံ့မှာမြင်တွေ့နေရတယ်လို့ ပြည်မြို့အခြေစိုက်ဒေသတရင်ရင်းမြစ်တခုကတရင်ပေးဖို့ပြောကြားထားပါတယ်ပြည်ခရိုင်အတွင်းမှာစစ်ကောင်စီလက်အောက်ခံပြူစောထင်းများကိုလည်းလက်ရွေးစင်ထပ်ဆင့်ရွေးချယ်ကာအထူးစစ်တင်တန်းတွေပေးနေတယ်လို့သိရပြီးတော့တင်တန်းဆင်လာတဲ့သူများကိုလက်နိုင်ခဲရများတက်ဆင်ပေးရန်သက်ဆိုင်ရာမြို့အလိုက်မြို့ဆောင်တပ်အဖြစ်နဲ့ထားရှိရန်လှုံ့ဆော်နေကြတယ်လို့ပြောပါတယ် ်ကြည်ခရိုင်အတွင်းမှာရှိတယ်ပထမပြည်သူစစ်တင်တန်းဆင်းပြီးသားကောင်တွေကိုဖက်စစ်စစ်ခွေးတစ္ဆာကံရွေးချယ်ပြီးတော့အထူးစစ်တင်တန်းတွေပေးနေတယ်လို့သိရတယ်တင်တန်းဆင်းလာပြီးရင်သူတို့ကိုစစ်သားတွေလိုမျိုးပဲလက်နက်နဲ့ခဲယမ်းတွေကိုအများအားပေးထားပြီးတော့တပ်ဆိုင်ရာနေထိုင်ရာမြို့အလိုက်မြို့ဆောင်ခွေးများအဖြစ်နဲ့ထားရှိသွားမယ်လို့သိရတယ်လို့363ညနဲ့တက်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာရှိတဲ့ခြေရွာများကိုအကြမ်းဖက်ဆက်တက်ကလေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာသင်ကျောင်းနဲ့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ9ရက်နေ့မနက်အစောပိုင်းတနအီခွဲအချိန်ကမှအကြမ်းဖက်ဆက်တက်ကတိုက်လေရင်ဒစည်းနဲ့ကော့ကရိတ်မြို့နယ်အစွန်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအသက်28နှစ်အရွယ်အမျိုးသမီးတဦးနဲ့အသက်62နှစ်အရွယ်အမျိုးသမီးတဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကြီးရွာအတွင်းမှာပြည်သူပိုင်းနေအိမ်၃လုံးလဲထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ မတ်လ၄ရက်နေ့မွန်လွယ်တနာရီကန်းကလည်းအကြမ်းဆက်တက၄ရက်နေ့ကော့ကရိတ်မြို့နယ်ဘော်တိုင်းကျေးရွာစာတင်ကျောင်းကိုလာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ဘော်တိုင်းကျေးရွာစာတင်ကျောင်းတစ်ကျောင်းအပါအဝင်ရေတွင်းရေကန်နဲ့ ်ဆိုင်ကယ်တစ်စီးလို့ထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဒါပြင်အသက်15နှစ်အရွယ်လူငယ်တအုပ်နဲ့အသက်36နှစ်အရွယ်အမျိုးသမီးတအုပ်တို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တကစီရေးပြင်မှမဟုတ်တဲ့ဘာသာရေးအဆောက်အဦများပြည်သူဆေးရုံဆေးပေးကမ်းများစာတင်ကျောင်းများနဲ့အပြစ်မဲ့တဲ့အရက်သားပြည်သူများနေထိုင်တဲ့နေရာများကိုပြင်မှတ်ထားပြီးတော့ရည်ရွယ်ချက်ရှိရှိလိုက်လံဘုံကျဲပြစ်ခတ်တိုက်ခိုက်နေကြောင်း KNU ဒူဗလာယာခရိုင်ကထုတ်ပြန်ထားပါတယ်။အလားတူပဲ ကလေးမြို့နယ်မှာရှိတဲ့ခြေရွာများကိုလည်းအကြမ်းဖက်ဆက်တက်ကရေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းကလေးမြို့ဒေသသတင်းရင်းမြစ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။မက်လ9ရက်နေ့မနက်အစောပိုင်းတနင်္လာနေ့ကအကြမ်းဖက်ဆက်တက်က One Travelly ရင်းနဲ့မြောင်းစည်းရွာကနေမှန်တော်ရွာအထိကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်များထိခိုက်ပျက်စီးမှုရှိတော်လဲပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။မြောင်းစည်းရွာကနေပြီးတော့စစ်ခွဲတွေကရွာတိုင်းလိုလိုကိုဘုံကျဲသွားတာမှန်တော်ရွာအထိကိုဇက်တိုက်ကျဲချသွားတယ်လို့သိရတယ်။ရာဇာကြိုတဲကိုလည်းကျဲချသွားတယ်လို့သိရတယ်။ ဂျက်ဖိုက်တာနဲ့ထပ်ကျဲသွားတာပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပေမဲ့နေအိမ်တွေပျက်စီးသွားတယ်လို့တော့သိရတယ်လို့ကလေးဒေသသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတနင်္သာရီတိုင်းနဲ့ AOD တိုင်းတို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်တဲ့အတွက်လူမပြည့်သေးတဲ့အတွက်အကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများကိုဇက်တိုက်ပြုတ်လုပ်နေပြီးတော့ပျောက်ဆုံးနေတဲ့လူငယ်တချို့ဟာ စူဆောင်းရေးတပ်ထဲကိုရောက်ရှိနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမတ်လ9ရက်နေ့မနက်10:00နာရီကအချိန်မှာရန်ကုန်တိုင်းလှိုင်မြို့နယ်20ရပ်ကွက်86ဂိတ်ဟောင်းမှတ်တိုင်အနီးမှာရှိတဲ့မင်္ဂလာကွက်တက်မှာစစ်တပ်ကလူငယ်9ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ပြောဆိုပြီး ဝင်းရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်အခုလိုဖမ်းဆီးတဲ့အချိန်မှာလူငယ်များဟာအချိန်မီတိတ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်လွတ်မြောက်သွားတယ်လို့သိရပါတယ်20ရက်ကွက်86ဒေဟောင်းမတ်တိုင်အနီးကမင်္ဂလာကွက်တက်မှာစစ်ခွေးနဲ့ရက်ကြီးပြူစောတီးတွေပူပေါင်းအဖွဲ့တွေကလူငယ်9ဦးကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့လာဖမ်းတယ်တယောက်မှပါမသွားဘူးလမ်းကျိုးလမ်းကြားကနေပြီးတော့လူငယ်တွေကထွက်ပြေးသွားတာကံကောင်းလို့လူငယ်တွေအားလုံးလွတ်မြောက်သွားတယ်ရက်ကွက်ထဲမှာလည်းပြည်သူတွေတော်တော်လေးကိုအထိတ်တလန့်ဖြစ်သွားတယ်လို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အလားတူပဲရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကိုရက်ကွက်မှာနေထိုင်တယ် ်မက်လာအတွင်းမှာပျောက်ဆုံးသွားခဲ့တဲ့ညီကိုနှစ်ဦးကိုရှမ်းပြည်နယ်စူဆောင်းရေးတပ်ထဲမှာပြန်လည်တွေ့ရှိခဲ့ရကြောင်းမိဘဆွေမျိုးများကပြောပြထားပါတယ်အခုလအတွင်းကလိုင်တရာကိုရက်ကွက်ထဲမှာညီကိုနှစ်ဦးပျောက်ဆုံးသွားတာဘလုံးမကိုရှာတာမတွေ့ဘူးသူတို့ကသုံးဘိန်းလဲမောင်းတယ်အရန်မီးတက်လဲလုံဖူးတယ်ပြီးတော့မှသိရတာကရှမ်းပြည်နယ်စူဆောင်းရေးတပ်ထဲမှာကော်တာဆွဲခံလိုက်ရတာလို့သိရလို့ အခုမိသားစုတွေကလိုက်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အလားတူပဲရန်ကုန်တိုင်းတာကေတမြို့နယ်အနော်မှာရက်ကွက်မှာလဲနိုင်ငံခြားမှာအလုတ်သွားလုပ်နေတဲ့လူငယ်များရဲ့မိသားစုဝင်များကိုအကြမ်းဖက်ဆက်တက်ကရက်ကွက်ရုံးမှာအစည်းအဝေးခေါ်ပြီးတော့ဝင်ညှဉ်းမှုများချိန်ချောက်မှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အနော်မှာရက်ကွက်မှာနိုင်ငံခြားရောက်နေတဲ့လူငယ်တွေရဲ့မိဘတွေကိုအစည်းအဝေးခေါ်ပြီးတော့စစ်ခွေးတွေကဝင်ညှစ်တာတွေစစ်မှုထမ်းဥပဒေနဲ့ချိန်ချောက်တာတွေလုပ်နေပါတယ်လို့ဒေသနေပြည်သူတို့ကပြန်လည်ပြောပြထားပါဗျ။အလားတူပဲ တနင်္သာရီတိုင်းပလောမြို့နယ်မှာလေအကြမ်းမဆက်တကစစ်မှုထမ်းအပတ်စဉ်စက်တဲ့အတွက်လူမပြည့်သေးတဲ့အတွက်လူငယ်များကိုနေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မတ်လ၄ရက်နေ့မှာပလောမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုအကြမ်းမဆက်တကနေအိမ်ထဲအထိကိုဝင်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးမှုကြောင့် လူငယ်၅ဦးဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်အဲ့ဒီနေ့မှာပဲပလောမျိုးအဝင်တရားစစ်ဆေးရေးဂိတ်မှာအမျိုးသား၂ဦးဆိုင်ကယ်စီးလာတယ်ဆိုပြီးတော့အချမ်းမဲ့စစ်ကောင်စီတပ်သားများကလူငယ်၂ဦးစလုံးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်မက်လ၅ရက်နေ့မှာပလောမျိုးအထွတ်ရန်ကုန်ဘက်ကိုတွားရောက်တဲ့လမ်းမိုင်းမှာရှိတဲ့ရဲစခန်းအနီးမှာအချမ်းမဲ့စစ်ကောင်စီတပ်သားများကလူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်ဒါအပြင်အေရဝတီတိုင်းဟင်းသရမြို့နယ်ဒံဘီစင်မတိကျေးရွာအုပ်ချုပ်ရေးမှူး အောင်မျိုးစုတို့ကကျေးရွာအတွင်းမှာနေထိုင်တဲ့စစ်မှုထမ်းခြင်းမပေးတဲ့လူငယ်များကိုစစ်မှုထမ်းရအတွက်ဆိုပြီးတော့ရဲခေါ်ပြီးဖမ်းဆီးခိုင်းနေခြင်းကြောင့်လူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဟင်းသရမြို့နယ်ဒံမီစစ်မတေကျေးရွာအုပ်ချုပ်ရေးမှုအောင်မျိုးဝင်းကစစ်မှုထမ်းမှာလက်တလောပါဝင်ခြင်းမရှိသေးတဲ့လူငယ်တွေစီကနေပြီးတော့တယောက်ကိုတသိန်းလိုက်လံတောင်းခံလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ